ငြိမ်းချမ်းရေးရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေဂျင့်တရားဝါပြောသည့်နိုင်ငံတော်သစ်စီတို့တုံးသက်ဆွေးနွေးပွဲငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025ကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်ကမ်းမမှာဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပပါတယ်။ ငင်းချိုင်းဖိုရမ်တို့အမျိုးသားစီလုံးညွညွရေးနဲ့ငင်းချိုင်းဖော်ဆောင်မှုညှိနှိုင်းကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေအတွင်မူဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နဲ့ညှိနှိုင်းကော်မတီဝင်များတက်မတော်အငိမ့်စားအရာရှိကြီးများပြစ်ခတ်တိုက်ခိုက်မှုရစရေးဆိုင်ရာပူးရဲစောင့်ကြည့်ရေးကော်မတီ JMC မှကိုယ်စားလှယ်များနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များငင်းချိုင်းလုပ်ငန်းစဉ် င်မှာပါဝင်ဆောင်ရွက်သူများပါဝင်တဲ့ပါဝင်ထိုက်သူများအသည့်ပညာရှင်အတက်ပညာရှင်များပြည်ထောင်စုဝန်ကြီးဌာနများနဲ့အဖွဲ့အစည်းများမှညွှန်ကြားမှုချုပ်များတက္ကသိုလ်များမှပါမောက်ခများအစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအစိုးရမဟုတ်သောပြည်တွင်းအဖွဲ့အစည်းများအသင်းအဖွဲ့ကိုယ်စားလှယ်များမီဒီယာများနဲ့လေလာသူများတက်ရောက်ကြပြီးအဖွဲ့နှစ်ဖွဲ့ခွဲပြီးဆွေးနွေးကြပါတယ် ။နောက်ပိုင်းဆွေးနွေးမှုမှာအဖွဲ့1နဲ့အဖွဲ့2တို့ရဲ့တဘာပတိများအဖြစ်အဖွဲ့1မှာအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းပေါ်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွေ့အမြင်ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်အဖွဲ့2မှာအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းပေါ်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးဝင်းပိုရှိန်အငင်းစားတို့ကဆောင်ရွက်ကြပြီးရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနိုင်ငံတော်၏ပဂရိချင်းနေများနဲ့ရွေးကောက်ပွဲ၏အရေးပါမှု လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကျင်းပပြီးဂုံတိတ်ခါရှိသောလွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက်ဆောင်ရွက်တင်သောအစီအမံများခေါင်းစဉ်ကို၎င်း ွန်လပိုင်းဆွေးနွေးမှုမှာအဖွဲ့အစ်မှာတဘာပတိဖြစ်ဒေါက်တာညိုညိုသိန်းကဆောင်ရွက်ပြီးငြိမ်းချမ်းရေးပွင့်လင်းမြင်သာသောရွေးကောက်ပွဲနှင့်နိုင်ငံတော်တည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းများကိုဖော်ထုတ်ခြင်း အဖွဲ့နှစ်မှာတဘာပတိဖြစ်ဒေါက်တာချောချောစိန်ကဆောင်ရွက်ပြီးရွေးကောက်ပွဲအလွန်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုတည်ဆောက်ရေးတွင်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်ပြီးနိုင်ငံတကာအသိုက်အဝန်းများ၏အခမ်းအကဏ္ဍကိုဖော်ထုတ်ခြင်းခေါင်းစဉ်တို့ကိုဆွေးနွေးကြပြီးတရားဝင်လာကြသူများကသဘောထားအမြင်များကိုဆွေးနွေးခြင်းမေကွန်မေးမြန်းခြင်းများပေါ်ဦးဆောင်ဆွေးနွေးသူများကပြန်လည်ရှင်းလင်းဆွေးနွေးကြပါတယ်။ ငြိမ်းချမ်းရေးဖိုရမ်တတိယနေ့ဆွေးနွေးပွဲကိုဇွန်လ28ရက်နေ့မှာဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ